အသည်ဆိုတာကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာအရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။အသည်ရဲ့လှုပ်ဆောင်ချက်တွေကလည်းအများကြီးရှိပါတယ်။ဥမာအဖြစ်အစာခြေတဲ့နေရာမှာအထောက်အကူပြုပေးပါတယ်။ခန္ဓာကိုယ်မှာအနေရရှိတဲ့အစိတ်အတောက်တွေကိုဖယ်ရှားပေးတဲ့နေရာမှာလည်းကူညီပေးပါတယ်။ဒါပြင်ဥမာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ albumin ကိုလည်းထုတ်ပေးပါတယ်။ဒါအပြင်တချို့သော vitamin တွေတချို့သောတထုတက်တွေကိုလည်းအသည်မှာ ိတ်ဆဲပေးပါတယ်။ဒါပြင်မှခနာကိုအတွက်အရေးကြီးတဲ့တဲကြီးရေကိုလည်းထုတ်ပေးပါတယ်။အသေးရလွှတ်ဆောင်ချက်တွေကအများကြီးရှိပါသေးတယ်။အသေးကအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှာတော့ကျွန်တော်ကအသေးရဲ့ကျန်းမာရေးကို ထိကြိုက်စေတဲ့နေ့စဉ်အမှုအကျင့်ဆယ်ချက်အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါပထမဆုံးအချက်ကကြတော့အရက်ကိုအလွန်အကျွံ တောက်တာဖြစ်ပါတယ်။အရက်ကိုအလွန်ကျွန်းတောက်တဲ့အခါမျိုးမှာအသည်မှာအသည်အစီဖုံးတာဖြစ်တတ်ပါတယ်။အရက်ကြောင့်အသည်ရောင်တာဖြစ်ပြီးတော့နောက်ဆုံးမှာအသည်၆တာအထိဖြစ်နိုင်ပါတယ်။ဒါကြောင့်မလို့အရက်ကိုတတ်မှတ်ထားတဲ့ပမာဏအတိုင်းသာတောက်သင့်ပါတယ်။ဒါမှမဟုတ်အရက်ကိုရှောင်သင့်ပါတယ်။နံပါတ်2အချက်ကကြာတော့အစီပါဝင်မှုများတဲ့အစားအစာတွေကို စားတာဖြစ်ပါတယ်။အစီပါဝင်မှုအစားအစာတွေကို အများကြီးစားပြတဲ့အခါမျိုးမှာရက်ပေါင်းများစွာကြာလာတဲ့အခါမျိုးမှာအသည်အစီဖုံတာဖြစ်တတ်ပါတယ်အသည်အစီဖုံတာကလည်းပဲခန္ဓာကိုယ်အတွက်မကောင်းပါဘူးတတိယအချက်အနေနဲ့ကကြာတော့တချို့သောဈေးဝါတွေတချို့သောတိုင်းရင်းဈေးတွေကိုအလွန်အကျွံသုံးဆဲခြင်းဖြစ်ပါတယ်ဥပမာအဖြစ်ပါရာစီတမောလို့ဆေးဖြစ်ပါတယ်ပါရာစီတမောက တက်မှတ်ထားတဲ့ပမာဏအတိုင်းတောက်မယ်ဆိုလို့ရှိရင်အနေရကျေးပါတယ်ဒါပေမဲ့အလွန်အကျွံတောက်မိသွားမယ်ဆိုလို့ရှိရင်တော့အသေးကို ထိခိုက်ပျက်စီးစေပါတယ်ဒါပြုံမှတချို့သောသွေးတွင်းအစီကျစေတွေတချို့သောပိုးသက်စေတွေတချို့သောတိုင်ရင်စေတွေကအလွန်အကျွံသုံးဆွဲတဲ့အခါမျိုးမှာအသေးကိုထိခိုက်ပျက်စီးစေပါတယ်နောက်ထပ်၄ခုမြောက်ချက်ကကြတော့ဆက်လက်တောက်တာဖြစ်ပါတယ် စလိတ်မှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေကအသေးကိုရောက်ရမ်းစေပြီးတော့အသေး၆ဖို့အပ်ပေးပါတယ်နောက်ထပ်၅ခုမြောက်ချက်ကကြတော့အိတ်ချိန်နေတဲ့လူတွေဖြစ်ပါတယ်အေးရပြက်တာများတဲ့အခါမှာအသေးရဲ့စွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်နံပါတ်၆ခုမြောက်ချက်ကကြတော့အချို့ပါဝင်မှုများတဲ့ အစားအစာတွေကိုအလွန်အကျွံစားတာဖြစ်ပါတယ်ဂလူးကိုးစ်တွေဖရက်တိုးစ်တွေဒီလိုမျိုး အချို့ပါဝင်မှုများတဲ့အစားအစာတွေကိုအလွန်အကျွံစားတဲ့အခါမှာအသေးမှာအသေးအစီဖုံးတတ်ပါတယ်နောက်တစ်ချက်တစ်ခုကကြတော့အစားအစာကို အလွန်မင်းရှောင်ခြင်းဖြစ်ပါတယ် fasting လို့ခေါ်တဲ့ အစားရှောင်ခြင်းကိုအလွန်ကြုံပြုလုပ်တဲ့အခါမျိုးမှာတချို့လူတွေမှာအသေးကိုဝင်ပြီးစီပါတယ်ဒီလိုနဲ့အသေးကျမကြီးကို ထိခိုက်စေတာဖြစ်ပါတယ်ဒါကြောင့်မလို့ fasting လုပ်မယ်ဆိုရင်သတ်မှတ်ထားတဲ့အတိုင်းသာအတိအကျလုပ်သင့်ပါတယ်ပြင်းထန်လွန်သော fasting နည်းလမ်းများကိုမပြုလုပ်သင့်ပါနောက်တဲ့၈ခုမြောက်အချက်တစ်ခုကကြတော့ အငံတက်ကိုအလွန်မဲစားသုံးခြင်းဖြစ်ပါတယ်အငံတွေကိုအလွန်မဲစားသုံးတဲ့အခါမှာအသေးရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်နောက်ထပ်ကိုကူးမြောက်ချက်ကကြတော့လေ့ကျင့်ခန်းမပြုတ်လောက်ခြင်းဖြစ်ပါတယ်လေ့ကျင့်ခန်းမပြုတ်လောက်တဲ့အခါမှာအဝါလွန်ခြင်းနဲ့ဆက်ဆက်ပြီးတော့ခန္ဓာကိုယ်မှာအဆီတွေဆုလာပြီးအသေးအဆီဖုံးတာကိုအားပေးပါတယ် နောက်တစ်ချက်အနေနဲ့ကကြတော့ဓာတ်ရုပ်ပစ္စည်းတွေထိတွေ့မှုများခြင်းကြောင့်ဖြစ်ပါတယ်။ဒါပြင်ဦးမှာမိုးတက်နေတဲ့အစားအစာတွေကို စားသုံးမိမယ်ဆိုလို့ရှိရင်လည်းအသေးရဲ့ကျမကြီးကိုထိခိုက်စေပါတယ်။ဒါကြောင့်မို့လို့ဟင်းသီးဟင်းရွက်တွေကိုစားသုံးတော့မယ်ဆိုရင်ရေတိချပြအောင်ရေနဲ့တိချစေကြောတင်ပါတယ်။ပိုးသက်ဆေးတွေက အသီးရွက်တွေမှာရှိနေနိုင်ပါတယ်ဒါကြောင့်မို့လို့ရေနဲ့အသေးချာပြောင်းအောင်စစ်တင်ပါတယ်ဒါကြောင့်မို့လို့အသေးရဲ့ကျန်းမာရေးကိုမထိခိုက်အောင်လို့အာဟာရမြတ်တာအောင်စားပါပြီးလို့ရှိရင်ရေကိုများများတောက်ပေးပါလေ့ကျင့်ခန်းကိုလည်းပုံမှန်ပြုလုပ်ပေးပါစေဝါတွေကိုဆရာဝန်ညွှန်ကြားချက်ပါမှာတောက်ပါတကယ်လို့အမှစေဝါများကိုတောက်ပါအရက်ကို ရှောင်းပါတို့မဟုတ်သတ်မှတ်ထားတဲ့ပမာဏအတိုင်းသာတောက်ပါစက်လိတ်ကို ဖြတ်ပါပြီးလို့ရှိရင်အသေးနဲ့ပတ်သက်သောစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်တင်ပါတယ်ဒါအပြင်ဥမအေးဝအောင်လဲအိတ်ဖိုးလိုအပ်ပါတယ်အငန်လဲရှောင်းဖို့လိုအပ်ပါတယ် fasting ပြုလုပ်မယ်ဆိုလို့ရှိရင်လဲမပြင်းထန်လွန်းသော fasting နည်းလမ်းကိုသာအသုံးပြုတင်ပါတယ်အချိုတွေကိုလည်း ရှော့စားတင်ပါတယ်ခုကျွန်တော်ပြောသွားတဲ့အချက်တွေကကြာတော့အသေးရဲ့ကျမ်းမာရေးကိုထိခိုက်စေတဲ့နေ့စဉ်အမှုကျင့်ဆဲချက်ပဲဖြစ်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိကြနာရှင်ကွန်မန့်မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်